မင်းစာတတ်တယ်စာတတ်တယ်ပညာရှိဖြစ်တယ်ဆိုတာကိုမတတ်မှန်းသိတဲ့နေမှာမင်းစာတတ်တဲ့ပုဂ္ဂိုလ်ဖြစ်မှာကိုမတတ်မှန်းသိဖို့ပဲအရေးကြီးဟုတ်ကဲ့လောကလူတွေကနည်းနည်းသင်လိုက်ကိုတတ်သွားပြီလို့ထင်တာအေးပိဋကသုံးဖို့မနှောင်းအလွယ်လေးလို့အောင်းမေ့ခြင်းမေ့နေမှာတို့ကြာအမတတ်တဲ့ပုဂ္ဂိုလ်ကပိုးသူ့ကိုယ်သူတတ်တယ်လို့ထင်တတ်တယ်အေးတကယ်သိပြီတကယ်သင်လာတဲ့ပုဂ္ဂိုလ်တွေကြတော့ဟာငါမတတ်သေးဘူးငါမတတ်သေးဘူးဒီလိုပြောရမှာတကယ်လဲမှန်တယ် ဒီပိဋကသုံးခုထဲမှာဘုန်းကြီးတို့နှစ်ပြောင်းများစွာပိဋကစာပေတွေကိုလေ့လာတာမသိသေးတဲ့သဘောမပေါက်သေးတာတွေရှိသေးတယ်ရှိတယ်မရှိဘူးမဟုတ်ဘူးအဲ့ဒါမပြောနဲ့ဗမာပြည်မှာသာသနာ2500ကနေပြီးတော့တိဃာကျမ်းစာတစ်ခုအထက်ကရာတိဃာပါဠိထက်ကရာတိဃာဒီသတ္ထတန်ခါနာတင်တဲ့အချိန်မှာနော်သတ္ထတန်ခါနာတင်တဲ့အချိန်မှာ ပါဠိတော်ကအုပ်ရင်40ရှိတယ်။အထက်ကရာက52အုပ်ရှိတယ်။တိကာ26အုပ်ရှိတယ်။အဲ့ဒီတိကာ26အုပ်ထဲကမဇ္ဈိမနိကေကိုဖွင့်ဆိုတဲ့တိကာတစ်စောင်ထဲမှာဆရာတော်ကြီးတွေဖြည့်ရှင်းပေးနိုင်စွမ်းမရှိလို့ဒီတိုင်းရိုက်ထည့်ထားလိုက်ရတာဒီကနေ့ထိရှိတော့မယ်ဒါ။ဒါဘုန်းကြီးတို့မစွမ်းဆောင်နိုင်မှုတွေပေါ့။ရှုပ်နေတဲ့စကလုံးတွေကိုမရှင်းနိုင်ဘူး။မရှင်းနိုင်လို့ဒီတိုင်းရိုက်ထည့်ထားရတယ်။ဒါအမှန်တိုင်းပဲ။နော်။ မရှင်းနိုင်ဘူးတရားငါဆိုလို့မမသိအောင်စကားတွေရှုပ်ထွေးပြီးတော့ခစ်ဆက်ဆက်ကရေးလာတဲ့အခါကျတော့စာရည်ရဲ့လွဲမှားမှုတွေကိုပြင်ဆင်တိပြနိုင်စေမရှိမရှိသည့်အတွက်ကြောင့်အခြေမပြက်ကလေးဒီတိုင်းရိုက်ပြီးတော့ထည့်ထားတာရှိသေးတယ်။ဘုန်းကြီးတို့အဲ့ဒါအားမလို့အားမရဖြစ်တယ်ခဏခဏလည်းပြောတယ်။တန်ခါနာတင်သွားတာကွာနှစ်ပေါင်း60ရှိပြီ။ဒီစာပိုင်လေးတွေတို့မရှင်းနိုင်သေးဘူးတို့ညံ့တာပဲတို့။အဲ့တော့တကယ်ကတတ်ဖို့ဆိုတာအမှန်တန်ခဲမှာ။သို့တော်လည်း ိုကိုကိုတက်ပြီဆိုတဲ့ပုံကိုကြတော့မလေးအထက်ကနာကဘလို့ဆိုတယ်တီကာကဘလို့ဆိုတယ်နဲ့ထက်ကနာတီကာကိုသူအကုန်ရသည်တကယ်ဆိုအထက်ကနာတွေကမှားတယ်တီကာကမမှန်ဘူးနဲ့ဒီလိုပြောတာအတော်အံ့ဩစရာကောင်းတဲ့သူရဲ့ကောင်းကြီးတွေပဲเนาะဘုန်းကြီးကနိုင်ငံညာမှာသွားပြီးတော့ဂျာမနီမှာသင်တန်းသွားပို့ချတော့အဲ့ဒီဥရောပတို့အနောက်တိုင်းကတို့ပါဠိစကောလာဆိုတဲ့ပုံကိုတွေရှိတယ်အဲတချို့ကအထက်ကနာဆိုရင်ဝေဘာညင်နေပေါ့ ထကရာတွေဘာလို့ဝေဘာနှုံးဆိုတော့နောက်ပိုင်းမှာပေါ်လာတာမို့အထကရာတွေကိုလေးမထားဘူးလို့သူကပြောတယ်။နောက်မှာပေါ်လို့အလေးမထားဘူးဆိုရင်အခုပြောတဲ့ပုဂ္ဂိုလ်ကပိုနှောင်းကြတယ်လို့ခေါင်းကြီးကပြောတယ်။အဲအလေးမထားဘူးလို့ပြောတဲ့ပုဂ္ဂိုလ်ကအခုမှပြောတာဆိုပိုနှောင်းကြတယ်လို့မင်းစကားပိုနားပြီးတော့နားမထောင်သင့်ဘူးလို့အဲ့ဒီမှာအထကရာတွေနဲ့ပတ်သက်ပြီးတော့ပြောဆိုဝေဖန်တဲ့အခါမှာခေါင်းကြီးကတဏှန်ပုတ်ချရင်ထည့်ပြောတာပါ။ ဒီနောက်တိုင်းစကောလာတွေပါဠိစကောလာတွေအားလို့တထကရာတွေကိုကဲရရှုပ်ချတဲ့စကားသံတွေပြောတယ်လို့ဘုန်းကြီးကမေးချင်တယ်လို့ဘယ်နှုတ်ဖတ်ဖို့လဲလို့မေးချင်တယ်လို့မဖတ်ဘူးပဲနဲ့အထက်ကရာတွေမမှန်ဘူးလို့ပြောလို့ရမှာပြောတဲ့နဲ့အတိတ်ပဲကဘာလို့ဆိုရင်အထက်ကရာတွေသူအကုန်ဖတ်ဖူးတယ်အေးဟုတ်ပြီဖတ်ဖူးတယ်ဖတ်ဖူးရင်ဘယ်နေရာကမှားတာလဲဘာကြောင့်မှားတာလဲဒီလိုပဲပြောရအောင် ထက်ကြရတယ်မမှန်ဘူးလို့သူပြောလို့ဘယ်လိုလုပ်ပြောမှာလဲ။ဟုတ်။အဲ့ဒါလို့နှုံးချတဲ့ပုံကိုယ်တွေအများကြီးရှိတယ်နော်။ညမာပြေမာလည်းပဲဒီပုံကိုယ်တွေရှိတယ်။ဟိုစာမတိပဲနဲ့ဒါတွေကမလုံးထိုင်ဘူးလို့ဘုံတို့ဘုံကြီးတို့ကယူဆတယ်ပေါ့နော်။အဲ့ဒါကိုလည်းစာအုပ်ကုံအောင်လည်းမဖတ်ဘူးပဲနဲ့တနေ့ရတစ်ချောင်းကလေးတွေ့တာလေးနဲ့ဝေပန်တယ်ဟိုရေးဒီရေးရေးတယ်ဆိုတာတော်တော်တတိကောင်းတယ်လို့ပြောရမှာ အာဇာနည်ပုဂ္ဂိုလ်ကြီးတွေအဲ့ဒီအာဇာနည်ပုဂ္ဂိုလ်ကြီးတွေကနောင်ကြလို့ရှိရင်လည်းဖျားချွတ်လို့မရတဲ့အာဇာနည်ကြီးတွေဖြစ်မှာပဲဘာလို့လဲဆိုအယူဆဆိုတာဆွဲသွားလို့ရှိရင်ချွတ်လို့မရဘူးလေ